မှာ observation ပတ် and navigation sign ဆိုတဲ့နေရာလေးကိုကျွန်တော်ကြည့်မှာဖြစ်ပါတယ်ဒီနေရာတော်တော်ကြီးကျယ်ဗျာကျယ်တော့ကျွန်တော်ချက်တော့တရားလေးတော့ကြည့်အောင်ဒီတရားလူတိုင်းလျှောက်တဲ့သူတွေများရယ်နောက်ကြကျွန်တော်တို့ပေါ်ပေါ်ပါပါဗီဒီယိုရဲ့အကူရဲ့လောက်တဲ့သူတွေများရယ် ပြောရရင်တော့ဗျာဒီကမှာဒီနေရာပေါ့ပေါ့ပါပါနဲ့လို့ကောင်းပြီးတော့လေ့ကျင့်တဲ့ exercise တို့လို့ကောင်းတဲ့နေရာဖြစ်တယ်ကျွန်တော်တို့ကလည်းဒီနေရာမှာလာပြီးတော့ exercise လုပ်ချင်တာဖြစ်ဖြစ်ဒီနေရာကိုလာပြီးတော့ဓပုံရိုက်ချင်တာဖြစ်ဖြစ်လုံအောင်အဆင်ပြေတော့ sky walk လို့ဆိုရဲဒါကောင်းနေရာလုံအောင်အကောင်ကြီးရှိရဗျာတအားစိမ့်နှဆုပြေနေရာအောက်မှာမြက်ခင်းအောင်အစိမ့်အောင်လည်းရှိရဗျာတချို့ကြီးကြိုင်စာအုပ်ဖတ်တာတို့ဒါတချို့ဆိုကွန်ပျူတာတုံးတာတို့မြင်တာရှိကြကျွန်တော်ကလည်းဒီဘက်ကိုစိတ်ဝင်စားရင်းနဲ့လမ်းရှောင်ရင်းနဲ့အဲ့တံတားလေးတွေ့ရအေဂျင့်နဲ့ဒီအပေါ်မှာတော်တော်ကြီးကိုဟို စိမ့်လိုက်စုပြေရကွာအောက်ကိုကြည့်လိုက်လို့ရှင်တော့ဝိုင်းလာပါရဲ့နေရာမျိုးတွေလည်းတော်တော်များများပဲတချို့ဆိုကွာအတွဲရှိရဲတချို့ဆိုရင်ဘာအောင်ဆုံးပဲဖက်တဲ့တချို့ဆို family နဲ့လာခဲ့ကြတယ်တချို့ဆို friend နဲ့လာခဲ့ကြတယ်နေရာကတော်တော်ကြီးလာဒီမှာရိုက်ကူးလေးလုတ်တဲ့အခါမှာလည်းသူတော်တော်များများလာပြီးတော့ရိုက်ကူးလေးလုတ်ကြတယ်ဗျာအဲကြောင့်မို့ တော်တော်ကြီးကိုပြောဖို့ကောင်းတဲ့နေရာလေးဆိုရင်မမဒါပေမဲ့ဒီပုံမှာတော့ no bias ကဲဆိုတဲ့အတိုင်းပဲစပိန်စီလိုမရဘူး။တွားကနေရာကြီးရဲ့တတိုင်းရဲ့အရှိပဲ။ဟိုကဘယ်လိုပဲတော်တော်ဟိုဟိုဘက်ကိုတိုင်းရဝါလေ။ဟိုဘက်ကိုတိုင်းရဝမယ်။အဓိကကတော့ကျွန်တော်တို့ကတွားရဲ့နေရာကတော့တော်တော်လာတယ်။ဘာလို့လဲတတိုင်းကအရှိဖြစ်တဲ့အတွက်ကျွန်တော်တို့လမ်းလျှောက်မလား။ဒီပေါ်မှာကိုကောင်မလေးနဲ့တပုံရိုင်းမလားဓမ္မမောင်ကိုတငယ်ချင်းလေးနဲ့ရှောက်သွားမလားတအားကိုစိမ်းနှဆုပြီးပြီးတော့အရန်ကုန်စပါရဲ့နေရာမျိုးပဲဒီရမလားသူက sky walk လို့လည်းပြောတယ်သူက နာမည်တစ်ခုပေးထားရဗျာဒီဘက်ရောက်ရင်လည်းဒီတရားကိုလာခဲ့လိုက်ဒါအော်ဆိုနဲ့နီးတယ်အော်ဆိုပန်းချံအဲပန်းချံတမှာရှိရဲ့ scan ဟောဆိုတာဒါလေးအဲ့တန်ဟာလုံးအောင်မှာ single ဆိုပြေနေရာကလည်းတအားကိုလာရကျွန်တော်ပြပေးမယ်ဟိုဘက်မှာတိုက်တည်ရှိရဗျာဒီဘက်မှာတိုက်တည်ရှိရဟိုနေရာကလည်းကျွန်တော်ပြောရလို့ရှိရင်လည်းတတော်ကြီးကိုလှရတဲ့ဒါလို့လည်းပြောပြရတဲ့ဒါရအရှိကြီးဗျာငါကျွန်တော်ဖတ်ပြပေးမယ်ဒီမှာ living green space တဲ့သူကဟိုအစိမ်းအောင်တဲ့ နေရာရှိရကွာဒီအမှန်ပြောရရင်လည်းမျက်ခင်းစိမ့်နေရှိရဒီဒီတရားဆောက်လုပ်ခဲ့တဲ့ platform သူရဲ့ group တွေ public ပဲ community အစားသမီးဘလို့လုပ်ခဲ့ရဘလို့ design တွေဆွဲခဲ့ရတော့တရေးဒါသူတို့ရဲ့အမှတ်တမ်းတင်ထားတဲ့ sign board အဲကျွန်တော်ဖတ်နိုင်တော့ဖတ်ပြပေးတာအောက်ကရှုခင်းလေးတွေလည်းတအားလှရပြအဲကြောင့်မို့ကျွန်တော်လည်းလမ်းရှောင်လမ်းရှောင်နဲ့အပေါ်လျှောက်လာအောက်ကိုကြည့်လိုက်အပေါ်လျှောက်လာအောက်ကိုကြည့်လုံးဝ agent နဲ့ fee တခုကိုခံစားရရတယ်ဒါကဒါက skywalk တရား ရှောက်ရအဆင်ပြေပေါပေါပါပါနဲ့လေကောင်းတဲ့နေရာမျိုးတစ်ခုပဲဗျာဒီအမှကျွန်တော်ရှောင်းရင်ရှောင်းရင်လည်းတော့အမောကြီးပြေသွားတယ်ပင်မမှုတက်တန်ကိုတက်တာသွားအဓိကတော့တော်တော်ကြီးကိုလှိုင်းတတားလို့လည်းပြောလို့ရတယ်ဗျာတအားလဲကောင်းမွန်နဲ့ရှောက်ထားရလေလုံးဝကိုမှအဆင်ပြေရယ်ကျွန်တော်ရှောင်းရင်ရှောင်းရင်လည်းအမှပေါပေါပါပါလည်းဖြစ်ပြီးတော့တော့အမှလည်းအမှဆိုလို့လည်း တန်းနေရာစာအဆုံရှိရပြ။ဒါအားလှတယ်။ကျွန်တော်ကဘာဖြစ်လဲဆိုတော့ဒီတံတားကိုလာပြီးတော့ရှောက်စီခြင်းနဲ့ဘာလို့ဒီတံတားကိုရှောက်စီခြင်းလဲဆိုတာကတနေရာလဲလှရတယ်။တပုတ်ရိုက်မလားဗီဒီယိုရိုက်မလားအဆုံကိုချိန်တာကိုလိုရတချို့ဆိုနမဲကြီးရဲ့တွေ့တာမှာဆယ်လီယာကဒီကိုလာပြီးတော့တပုတ်နေရိုက်ကြရဲ့ဗီဒီယိုရိုက်ကြရဲ့ပြီးဝယ်နေနေရိုက်ကြရဲ့အဆုံရိုက်ကြရဲ့နေရာလေးတော်တော်လှရမှာအပြင်နေရာအစားတော်တော်ရုပ်ဗျာ။ ဒူတီဖူဖလာဝါလို့ခေါ်လို့ရပြီဘာလို့လဲနေရာတိုင်းကပန်းနေတယ်တော်တော်ကြီးကိုလှတယ်အဓိကတဒါတီဆောက်ထားတဲ့ British တဒါရတယ်လောကကမှာအဆင်ပြေတယ်အဓိကတော့ကျွန်တော်တို့လူငယ်တွေဖြစ်ဖြစ်လူကြီးတွေဖြစ်ဖြစ်လူရန်လူတိုင်းဒီကွန်လှကြတဲ့သူတွေတအားများရယ်ဒီတဒါလေးကတော့ကျွန်တော်ရဲ့စိတ်ကူးထဲမှာတော့အကောင်းမွန်ဆုံးနဲ့လောကကမှာလှပတဲ့တဒါလေးကိုဆိုလို့ရတယ်ဒီတဒါကိုရှောက်သွားရှောက်သွားဟိုဝတ်စိတ်ကူးထဲမှာဖြစ်ပေါ်သွားတဲ့အရာခန့်စားချက်တအားကောင်းတယ်ပပပပလေးဖြစ်တယ်ခွာအဲလေ ေလေးတွေတဟူဟူတဲ့လေရင်းခန့်ကျင်တာမျိုးဖြစ်ဖြစ်လေသေးသေးကတဟူတိုက်တဲ့အတွက်စိတ်ကအဓိကတော့စိတ်ဖိစီးမှုများနေတဲ့သူတွေအဲတွက်ကဒီညာလေးကိုလာပြီးတော့လမ်းလျှောက်စီကျင်တယ်ဒါကတော့ no bus ရဲ့စပိုင်းစီလို့များဘူးဒါကအဆင်ပြေတဲ့နေရာလေးဗျာ okay ဒီဗီဒီယိုလေးကိုအဆုံးထိရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီကဒီတဲ့ဓာတ်ကိုလာပြီးတော့အပန်းဖြေလို့ရအောင်ကျွန်တော်ကတင်ဆက်ပေးတာဖြစ်ပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ် bye bye